ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြေသမားလုံးမဲ့မင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့ဘောလုံးလောကမှာလွှမ်းမိုးနေတဲ့အနိုင်နဲ့အရှုံးနဲ့ဂျာကမြင်ပပလေးအကြောင်းကိုကျွန်တော်စီသူနဲ့တူဆရာနေဝင်ငင်းချင်းကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါကိုမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုဒီတစ်ပတ် topics လေးကတော့ဗောနောဘောလုံးလောကရဲ့ဒါအနိုင်နဲ့အရှုံးဂျာကမြင်ပပလေးအကြောင်းပါကိုကိုကြီးဒါဒီဘောလုံးနဲ့ ဘလုံးမှာတော့ဒီအခြေအနေတွေကတိတိလေးရံနေအကြီးကြီးဖြစ်သွားတယ်ဟိုဘလုံးမှာမန်းစားလို့မရဘူးနဲ့ randomness တွေအရန် ကြီးဆိုပြီးတော့ chaotic အရန် ဖြစ်တယ်လို့ပြောလို့ရနိုင်တဲ့အခြေအနေရှိတယ်ဘောနော်အဲ့ဒီသဘောတဘာဝိုင်းနဲ့ပတ်သက်ပြီးတော့အခုစတင်ပြီးတော့ဆွေးနွေးပြပါအောင်ခင်ဗျအာဘလုံးဟာမျိုးနဲ့ဥမာပြပြီးရှင်းပြနိုင်မလဲဆိုတော့ဟိုတကယ်တော့ညီလေးအားဒီဘောလုံးပဲဖြစ်ဖြစ်ပေါ့နော်ဒီအားကစားပဲဖြစ်ဖြစ်တခြားစီးပွားရေးလူမှုရေးပဲဖြစ်ဖြစ် အရာအလုံးကတော့အခုအခုမြင်တော့တော့မြင်ပပလေးပဲဒါအခုဒီအတွေ့အကြုံရပါတော့အခုမြင်ဘူးတွေ့ဘူးတဲ့အရာတွေမှာတချို့တွေရဲ့ live တွေကြောင်းမြန်နေလန်ကုန်တော့အခုတွေ့ဘူးတယ်လေဘလုံးဖွဲတွေမှာလည်းတချို့ reset တွေဟာမထင်မှတ်တဲ့ outcomes တွေထွက်လာတော့အခုတွေ့ဘူးတယ်ဆိုတော့ဟိုအဲ့ထဲမှာမှာဘလုံးကပိုဆိုးတာပါလဲဆိုတော့ဘလုံးရဲ့သဘောတဘာဝကဒီ unpredictability ပေါ့ပြီးတော့ chaos သဘောတဘာဝဆန်တယ် ော့အဲ့ဒီအရာကဘောလုံးရဲ့အလှတရားလည်းဖြစ်နေတယ်။ဆိုတော့ဒီခါကျတော့အခုဒီဘောလုံးပွဲတွေမှာတကယ်တကယ် travel moments တွေဟိုဘယ်လိုပြောမလဲဆိုတော့ psychological ဘိုင်းဆိုင်ရာတကယ်ပုံလုံးကြွယ်ဝတဲ့အချင်းအရာတွေပြီးတော့ဒီ second တိုင်းရဲ့ဖြစ်ရတဲ့ decision တိုင်းရဲ့ဖြစ်ရတွေအဲ့ဒီကနေပြီးတော့ဟို consequences အများကြီးတွေဖြစ်ပေါ်လာတာတွေဆိုတော့အခုတော့ဘောလုံးမှာမကြာခဏမြင်ရလိမ့်ရှိတယ်အဲ့ဒီအရာကအခုတော့ဒီဘောလုံးရဲ့အလှတရားလို့ပြောတာ哦ဆိုတော့အခါကျတော့ ဒီဘောလုံးနဲ့ပတ်သက်ရင်ဟို Leicester City ဒါ Premier League အမှတ်ပေးချန်ပီယံရသွားတာမျိုးလို့အလှတရား Kaiser Slaughter Bundesliga ကိုရဒီရသွားတာမျိုးအလှတရားပေါ့နော်တန်တက်လာရရသူမှာချန်ပီယံဖြစ်သွားတာမျိုးဟိုဒါမျိုးတွေကိုဒီဘလကွန်လဲဆိုတော့ဖြစ်ရအကြီးကြီးအလိုက်ပြောလို့ရတယ်လို့ကစားကွင်းထဲမှာပဲအခြေအနေလေးတစ်ခုအခြေအနေလေးတစ်ခုဒီသသေးလေးကနေပြီးတော့ဒီဘလကွန်လဲပြောင်းပြန်လန်သွားတဲ့အောက်ကမ်းတွေကိုတွေ့ရတဲ့ဖြစ်ရတွေကိုလည်းအခုတော့ မြင်ရလိမ့်ရှိတယ်ဆိုတော့အဲ့ဒါကဘောလုံးရဲ့အလှတရားပဲဘောလုံးဟာဒီ chaos ဘောလုံးဟာခံမှန်းရခက်ခဲတဲ့ unpredictability ဆိုတော့အဲ့ဒီအရာတွေနဲ့ရှင်တွဲနေတယ်ဆိုတော့အရင်ဆုံးအခုပြောချင်တာအဲ့ဒါပဲဘောလုံးက psychological နဲ့ပတ်သက်ပြီးတော့ပြောစရာတွေအရင်အများကြီးရှိတဲ့သဘောတော်ပါမျိုးဒါကြောင့်လဲဟိုကမ္ဘာပေါ်မှာလူကြိုက်အများဆုံးဆက်လို့ရှာစရာအကောင်းဆုံးအားကစားနည်းဖြစ်နေတာလို့လည်းပြောလို့ရတယ်ဟုတ်ကဲ့အခု ဒီခုနကကိုပြောသွားသလိုပေါ့နော်ဒီဖြစ်သေးလေးတွေဟာနေအကြီးကြီးတွေပေါ့လေဒီပွဲတွင်းမှာလည်းကျွန်တော်တို့ဒီဖြစ်ရက်တွေမြင်ရတယ်ပေါ့လေအဲကျွန်တော်တို့အနည်းဆုံးဆိုရင်ဒါပြီးခဲ့တဲ့ semi final ပြီးခဲ့ semi final တော့ဆိုရင်အခုဒီလာမင်ဂျမာပေါ့နော်ဘာစီလိုနာနိုင်နေတဲ့အချိန်ဒီမှာလာမင်ဂျမာကဒီတိုက်ဆက်ဆင်ခဲ့ပြီးတော့ကန်သွင်းခဲ့တယ်ကန်သွင်းခဲ့တဲ့အချိန်ဒီမှာဒီပြန်ပြတ်သွားပြီးတော့ဒီတိုက်ဆက်ပြန်ဆင်ခံရတယ်ဒါအင်တာမီလန်ကဒါချီပါကိုပြန်သွင်းသွားတယ်ကျွန်တော်လာမင်ဂျမာကိုဒါပြစ်တင်တာမဟုတ်ဘူးနော်ဟိုကျွန်တော်ဆိုလိုချင်တာကအဲ့လိုမျိုး ဖြစ်ရက်ကလေးတွေတသိလေးတွေရာနေပေါ့နော်ရုပ်တရက်ဒီဒီအချိန်တည်းကနေဘလို့မှပြန်မလှည့်လိုင်းလောက်လို့ထင်ရပါပဲပြန်ပြီးတော့ဟိုလဲပတ်သွားပြီးတော့တစ်ဖက်အသင်ဘက်ကိုအာသာချက်ပြန်ဖြစ်သွားတာမျိုးအချိန်နေလေးတွေပေါ့နော်အဲ့တော့ဒီလိုပွဲအတွင်းကဖြစ်ရက်တွေနဲ့ပတ်သက်ပြီးတော့အခုဒါဒီဥပမာပေးပြီးတော့ရှင်းပြလို့ရမယ်မလားကိုအာအဲ့ဒါအရန်ပြောရခက်တယ်ကြီးလေဘာကြောင့်လဲဆိုတော့အရန်သိငယ်တဲ့သုံးဖြစ်ချက်လေးတစ်ခုကနေပြီးတော့ဖြစ်တည်လာတာဖြစ်တဲ့အတွက်ဥမာအကိုကဒီဖြစ်ရက်တစ်ခုမှာ ဒါဟာမှားနိုင်ခြင်းရှိသောအရာအဖြစ်ကိုလို့မြင်ထားတယ်ပေါ့နော်မြင်ထားတဲ့အခါကျရင်ကြိုတင်ရှောင်ရှားလို့ရရင်မဲ့ဒါအမှားမှမဟုတ်တာလို့ပြောလို့ရတဲ့အခြေအနေမျိုးတွေလည်းရှိတယ်။ဒါပေမဲ့အဲ့ဒီဟာမထင်မှတ်ပဲနဲ့အမှားဘက်စီကိုဥတည်သွားပြီးတော့ကြာရှုံးမှုစီကိုဟိုရောက်သွားတဲ့ကိစ္စတွေလည်းရှိတယ်။ဆိုတော့အဲ့ဒီဟာကဂျိုဆင်မော်ရီညိုရဲ့အသင်းသားလဲသူ့အတူဘလို့ပဲမှားထားမှားထားဖြစ်ကောင်းဖြစ်သွားနိုင်တာပဲ။အခုကဒီလွယ်လွယ်ပြောရရင်ဒီလိုဖြစ်ရတဲ့သေးသေးလေးအမိုက်ကစပြတ်တက်မီးလောင်ပေါ့အခုလိုမြန်မာစကားပုံရှိတယ် ဒီဒီအမိုက်ဒီတသေးလေးကနေစပြီးတော့ဟိုလောင်လိုက်တဲ့မီးကပြတ်တကြီးတစ်ခုလုံးပြောင်းသွားတာမျိုးပြောလို့ရတယ်လို့အခုလို့ဒီ butterfly theory butterfly effect domino effect အစကြီးတပင်ပေါ့လေဆိုတော့ဒါမျိုးကိုလည်းအခုလို့ပြောလို့ရတယ်ဒီ butterfly effect ကအခုလို့ဒါ Edward Lorenz ပေါ့နော်ဒါသူ့ရဲ့ chaos theory ပေါ့အဲ့ chaos theory ဒီ small change လေးတစ်ခုကနေပြီးတော့ဒီ very different ဟိုပါပေါ့ outcomes တွေထွက်ပေါ်လာခြင်းအဲ့ complex system တစ်ခုထဲမှာ ဘောလုံးကလည်းအဲ့လိုသဘောတူပါရှိတဲ့အတွက်အဲ့ဒီမှာဂျိုးစင်မော်ရီယိုရဲ့အတင်းသားသာဆိုရင်အန်စီဖလစ်ရဲ့အတင်းသားဖြစ်နေလို့အဲ့အဲ့ဒါ၄မရှိတော့ဘူးဆိုတော့ယမားရဲ့ဖြစ်ရမှာအကိုတို့ယူစရာတခုတော့ရှိတယ်အကိုတို့ဒီဖြစ်ရကိုနည်းနည်းလေးပြန်ပြီးတော့ပြောရင်စီစူလက်ကြည့်လိုက်ရတယ်မဟုတ်လားယမားကဘောလုံးရတယ်ဘောလုံးရပြီးတော့ဒီ retain လောက်ထားမယ်အစားသို့မဟုတ်အချိန်ဆွဲမယ်ပေါ့လေရိုးရိုးရှင်းရှင်းပဲ conservative way ကိုသွားမယ်အချိန်ဆွဲမယ်အလန်တန်တောင်းကိုသွားမယ်ဆိုပြီးလုံးမယ်အစား သူကိုဘောက်ကိုကန်သွင်းဖို့ကြိုးစားခဲ့တယ်ဆိုတော့အဲ့ဒီကိုဘောက်ကိုကန်သွင်းဖို့ကြိုးစားခြင်းဟာအမှားလားဆိုတော့အဲ့ဒါကအမှားမှမဟုတ်တာကစားသမားတဦးမှာစေတနာတွေရှိတယ်လေသူ့ရဲ့ထင်ပေါ်ကျော်ကြားလို့စိတ်ဆိုတာကြီးကိုအခုတော့အဲ့ဒီအချိန်မှာမိထားလိုက်ကို့အတင်းပို့ပြီးတော့ပြတ်သားတဲ့အနိုင်စီကိုဥတည်စီဖို့သူ့ရဲ့ကြိုးစားအားထုတ်မှုတစ်ခုပဲဆိုတော့ဒါကအမှားမဟုတ်ဘူးသို့တော့သူ့ရဲ့ကံကြက်ဟာ Inter Milan ကိုဘောလုံးပိုင်ဆိုင်권ပေးခဲ့တယ်အဲ့မှာအမှားလာပြီ ော့အဲ့ဒီဘောလုံးကိုအင်တာမီလန်ကစားသမားတွေကအနောက်မှာဒီဘေးဒပ်လေးခတ်တော့တော့လေးလုံးနေတဲ့အချိန်မှာတချို့ကစားသမား3-4ယောက်ကတိုက်စစ်ဇုံကိုပြေးတက်သွားတယ်။အဲ့ပြေးတက်သွားတဲ့အနောက်ကိုဘာစလိုနာကစားသမားတချို့မလိုက်တာကတော့အဲ့အဲ့ဒါကတော့အမှန်ဆိုတော့အဲ့ဒီအနေအထားမှာအဲ့ဒီဘောလုံးကဒီတိုက်စစ်ဆုံးကိုရောက်သွားတယ်ပြီးတော့တန်ဖရီးဒါဘောလုံးကိုခဲရခဲစစ်ဟိုဘယ်သူနဲ့ရှင်လို့လဲဘုံမှတ်ပြီးတော့အဲခဲရခဲစစ် ဟိုကောင်မာတင်မဲနဲ့တူပါတယ်အယူသွားတယ်ပြီးတော့ဖြတ်တင်ပေးလိုက်တယ်အာချာဘီသူပိတ်သွင်းသွားတယ်ပေါ့ဆိုတော့ဒီနေရာမှာအခုတော့ဟို determinism ပေါ့နော် determinism တော့ပေါ့ကဟိုဒါဒါတော့ဒီ definite ကဘိုင်းဆိုင်ရာလို့ပြောလို့ရတာပေါ့လေဒီ determinism နဲ့အဲ free will နဲ့အားပြိုင်တာလို့လည်းပြောလို့ရတယ်အဲ့တော့ဘာကြောင့် determinism နဲ့ free will အားပြိုင်တယ်လဲဆိုတော့ တချို့ဖြစ်ရက်တွေကဥမာ determinism ဆိုတာကဘောလုံးမှာ rules တွေ tactics တွေ structure တွေဆိုတော့ဒီဒီဘက်ကိုသွားတယ် free will ကကြတော့အပြရရရအ free will ကကြတော့ကစားသမားတဦးချင်းစီရဲ့ determination mind creativity mind ကိုသွားတယ်အဲ့နှစ်ခုကဟိုအများအားပြိုင်နေတာအဲ့အားပြိုင်ခြင်းမှာလေဟို determinism ကတော့မှန်ပါတယ် free will ကတော့မှန်ပါတယ်လုံးဝပြောလို့မရဘူး တစ်ခါလေကြာ freeway ကအตาရသွားတယ်။ခါလေ determination အตาရသွားတယ်။အဲ့တော့မိပြတွေကအများအားဘာကိုမှားရတယ်လဲဆိုတော့ဒီကစားသမားတွေစီကိုဟိုဘယ်လိုခေါ်မလဲဆိုတော့ tension ဘက်ကိုမတွားဘဲနဲ့ဒီပြီးတော့ဒီဖြစ်နိုင်သမျှ unpredictability ဘက်ကိုမတွားဘဲနဲ့တတ်နိုင်သမျှဟို aim ကို manage လုပ် control လုပ်ဆိုတော့ဘက်ကိုမိပြတွေကဒါကြောင့်လဲဒီအထက်တက်မှားရတာဆိုတော့တစ်ခါလေကြာရင် determination ကအားတာပါတယ်။တစ်ခါလေကြာရင် freeway ကအားတာပါတယ်။အခုတော့ အခုဒါ Jan Bosset ဆို Jan Bosset ဆိုထင်ရှားတယ်တကယ် existential philosopher တူဆိုတော့ဒီဘယ်လိုခေါ်မလဲဆိုတော့လူသားရဲ့ဖြစ်တည်မှုဆိုတာကဒီ free choice တွေကနေပြီးတော့ပြဋ္ဌာန်းတာဆိုပြီးတော့ပြောထားတယ်။အဲ free choice ဆိုတဲ့နေရာမှာအခုကအဲ့တော့ decision တစ်ခုတိုင်းပေါ့နော်ဒီရွေးချယ်မှုတစ်ခုတိုင်းဟာလွတ်လပ်တယ်။သို့တော့အဲ့ဒီလွတ်လပ်ခြင်းရဲ့နောက်မှာတချို့သော responsibility တွေကတော့မဖြစ်မနေတွဲပါနေ။အဲ့ဒါကဟို Jean Paul Sartre ရဲ့စကားပေါ်အခြေခံပြီးကိုကဒီဘောလုံးနဲ့နွယ်ပြီးတော့ပြောတာဆိုတော့ယမောရဲ့ဖြစ်ရကိုပဲကြည့်ကြည့်ယမောတူရဲမဟုတ်ဘူးဒါကအော်အကိုတို့ဒါအသေးခွဲခဲ့တဲ့အီတလီနောက်ခံလူဒါပတ်စော်တူရဲ့ဖြစ်ရအပတ်စော်တူရဲ့ဖြစ်ရဆိုတော့ပတ်စော်တူတော့ကလည်းဒီလိုပဲယူရို2000တော့ကအီတလီဟာချန်ပီယံဖြစ်တော်မယ်ကစားသမားတွေကအောင်ပွဲခံဖို့အစဉ်သင်းဖြစ်နေပြီနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ကိုရောက်နေပြီအဲ့ဒီဘောလုံးဟာခြေထဲမှာခဏလေးထားလိုက်ယုံနဲ့ အဲဘယ်လိုခေါ်မလဲပွဲကပြီးသွားမှာပြီးတော့ကိုကအပြင်းသစ်အတင်းရဲ့ပွဲမှာအချမ်းကိုပို့ကိုရဲ့အဝေးကိုရောက်နေတယ်ယမားထက်ပိုဆိုးတယ်ယမားရဲ့ဖြစ်ရမှာကပါလဲဆိုတော့သူ့စီမှာအသူ့စီမှာဟိုဒီပွဲကို အဖြစ်ဖြစ်သွားထွက်သွားစေနိုင်တော့တဲ့အနေအထားမျိုးနဲ့သူကိုသွင်းလိုစိတ်ပေါ့အဲ့တော့ဒီ3-2ကလည်း4-2ဖြစ်သွားရင်တေးရသွားပြီဆိုတဲ့အနေအထားမျိုး နောက်တစ်ချက်ကဟိုဒီလိုကန်တဲ့နေရာတွေဟာသူသူလုံးလိရှိတဲ့အရာတွေပဲ ဆိုတဲ့အခါကျတော့ယမားကတော်သေးတယ်ဖတ်စောတူစုပို့စုတယ်ဖတ်စောတူစုဟိုဘက်ကွေးမဲ့အချမ်းမှာအဲ့ဒီဘောလုံးကိုခဏလေးကင်ထားယုံနဲ့ပွဲပြီးသွားနိုင်တဲ့အခြေအနေမှာသူတိုက်စစ်စီကိုဘောလုံးကိုသွားပြီးတော့လှမ်းပြီးတော့ခြေတော်လေးနဲ့ကလော်ပြီးတင်ပေးလိုက်တယ်ရီဝဲတာကနောက်ထပ်ကိုတို့ကိုအတွင်းမှုအင်ဇာဂီလူကြုံနေတယ်လူကြုံနေတဲ့ကစားသမားကိုပေးလိုက်တဲ့အချိန်မှာအဲ့ဒီဘောလုံးကလူကြုံဘောဖြစ်သွားတယ်လူကြုံဘောဖြစ်သွားတော့အဲ့ဒီလူကြုံဘောကိုဘတ်တက်စီးလာတယ်ပြေးကောက်တယ်ဘောလုံးကိုအမြန်ချပြီးတော့ကန်တင်တယ်အထရဒီကေးခေါင်းတိုက်တဲ့အချိန်မှာအဲ့ဒီဘောလုံးက ကျွန်တော်တို့မိမလို့နဲ့ဘောင်းလေးနဲ့ရှက်ကြည့်ပြီးတော့ wave drop ရဲ့လမ်းကြောင်းလေးကိုကြားတယ်ဘုံးဆိုဖြတ်ကန်နေရပိုးသွားတော့ဆိုတော့အဲ့ဒီမှာအလှက်ပြောင်းတာတစ်ချက်လေးပဲအဲ့ပတ်စော်သူရဲ့ရွေးချယ်မှုလေးတစ်ခုဒါပေမဲ့အဲ့ဒီရွေးချယ်မှုလေးတစ်ခုရဲ့နောက်မှာ အောက်ကန်စတီကအများကြီးပဲအဲ့ဒါတော့ဒီပတ်စော်သူရဲ့ဖြစ်ရပေါ့နောက်ထပ်တစ်ခုကအကိုတို့ဒီအခုလက်ရှိ Manchester United အသင်းကိုသမားအွန်နာနာပေါ့အွန်နာနာ2019တောင်က IS မှာကစားနေတဲ့အချိန်ဆိုတော့ Tottenham Hotspur နဲ့ပွဲ အဲ့တော့အဲ့အနေအထားမှာကြတော့ကိုယ်စီကနေပြီးတော့ဟိုဂိုးလိုတဲ့အနေထားတော့မဟုတ်ဘူးရမောဆိုရင်ဒါဂိုးရဖို့ကြိုးစားတာပတ်စော့တိုးဆိုရင်တိုက်စစ်စီကိုတွားပြီးတော့ဂိုးရဖို့ကြိုးစားတာဒီ IS နဲ့ Spurs ကကြတော့ IS ကနောက်တစ်ဆင့်ကိုတက်နေပြီ Tottenham Hotspur နဲ့နှစ်ဂိုးလိုနေတယ်အဲ့နှစ်ဂိုးလိုတဲ့နောက်ဆုံးဒီလူသားဝင်လာတဲ့ဒီလူဟုတ်တယ် Lucas Moura ပထမတဘိုးသွင်းတယ်အဲ့တဘိုးသွင်းသည့်အချိန်နှစ်ဂိုးလိုနေသေးတယ်အဲ့မှာဒီ မော်ရာရဲ့ဒုတိယဂိုးကဒီဆွန်ဟောင်းမင်းကညာတောင်မန်ကိုပေးလိုက်တယ်ပေးလိုက်တဲ့ဘောလုံးကိုထရီပီယာကအတွင်းကိုဖျက်ပေးတယ်ဖျက်ပြီးတော့အဲ့ဘောလုံးကိုယော်ရန်တေကအပိုင်ပိတ်တာဒါပေမဲ့6ရောင်းနဲ့ထိချက်လွဲပြီးတော့အိုနာနာလက်နဲ့ထိပြီးတော့ဘောလုံးကသူ့အရှိကိုပြန်ပြုတ်ကြတယ်အဲ့တော့ပြန်ပြုတ်ကြတဲ့အချိန်မှာအာ IF ကွင်းလေလူကအခုထင်တာဟောဖြစ်နေမယ် ဒီအောင်ဖြစ်အော်ဒီအောင်မို့ဒီအောင်ကဟိုအွန်နာနာကိုဆူတာရှုံရှုံနော်အရှုံးကဘောလုံးကိုရှင်းထုတ်လိုက်လို့ရပြီသူ့စီကိုရောက်နေပြီအဲ့မှာအွန်နာနာကအဲ့ဒီအခိုက်အတန့်လေးမှာရှုံးကိုလွတ်ပေးလိုက်ရင်ရပါလျက်နဲ့ရှုံးချက်တော့တရားဘောလုံးကိုဝင်ဆွဲတာဝင်ဆွဲတော့ဘောလုံးကအမှညက်သွားပြီးတော့လူကတ်မော်ရာခြေထဲကိုရောက်သွားလို့လူကတ်မော်ရာအိုင်နာမှာပတ်ခွေလိန်ခေါက်ပြီးတော့တုံးစုံတွင်းချသွားတော့အမှဖရန်ကီဒီယောင်းကအွန်နာနာကိုအဲ့ဒီအချိန်မှာအကြီးကျယ်ပေါက်ပွဲတာဆိုတော့အဲ့ဒီမှာလည်းအခုတို့ ဒါမြင်ရတယ်နောက်ဒီ69 final ပေါ့နော်69 final တုန်းကလည်းအာ Tottenham Fink Manchester United ကတကူရှုံးနေတယ် David Beckham တောင်းကန်ဘောကန်တယ်ဘောလုံးကဟိုဟို Peter Schmeichel ကတက်ပြီးတော့တိုက်ဖို့ကြိုးစားတယ်အဲ့တော့ Peter Schmeichel ကဒီ Bayern Munich ဘောပေါက်ရှိကိုရောက်နေချိန်ဘောလုံးကရှင်းထုတ်ခွင့် Bayern ကရှင်းထုတ်ခွင့်ရတယ်အဲ့ရှင်းထုတ်ခွင့်ရတဲ့ဘောလုံးကိုမရုပ်ကန်ထုတ်တာဖြစ်စေထိထိမိမိကန်လိုက်ရင်ဖြစ်စေအဲ့ဒီမှာ Manchester United တချီပါဘူးဆိုတဲ့အခွင့်အရေးမရှိတော့ဘူးသို့တော့ ီစမိုက်ကယ်ကတက်နေတဲ့အတွက် तू ကအဲ့ဒီဘောလုံးကနေကိုးတကူနောက်ထပ်ကိုးတကူရမယ်ဆိုရဲကြီးရချက်နဲ့ဟိုအရှိကို तू ကန်တင်ဖို့ကြိုးစားတာအဲ့ကြိုးစားဘောလုံးကလိတ်သွားတယ်လိတ်သွားပြီးတော့အိုင်နာလေးနေကန်ပြန်မြောက်တော့ပြီးတော့စမိုက်ကယ်ကအဲ့ဘောလုံးကိုခေါင်းခုန်တိုက်ဖို့ကြိုးစားတယ်မထိလိုက်ဘူးထိလိုက်ရင်လည်းကိုးပြမှာမဟုတ်ဘူးလေအဲ့တော့ Ryan Giggs C ကိုအဲ့ဘောလုံးကရောက်တယ်အဲ့တော့ Giggs ကကန်လိုက်တဲ့အခါမှာလည်းထိချက်ကောင်းခဲ့ရင်ကိုးချင်မှာကိုးမယ်အထိချက်ကမကောင်းဘူးနဲ့ဘောလုံးကလိတ်သွားပြီးတော့ဒါဒီ Sharon Gam C ရောက်ပြီး Sharon Gam အဲ့ဘောလုံးကိုတွန်းသွားတယ်ဆိုတော့ အဲ့ဒီမှာလဲဒီအခုတော့ဒီ Dawson Fink သာအဲ့ဒီပေါ်လုံးကိုဒီကိုရလိုတဲ့ရည်ရွယ်ချက်နဲ့အရှိကိုကန်တင်နာမျိုးမဟုတ်ပဲနဲ့ရောက်ရပေါက်ရကန်ထုတ်တဲ့ဒီပုံစံမျိုး conservative way ကိုပဲသုံးလိုက်မယ်ဆိုရင်အဲ United အခွင့်အရေးမရှိတော့ဘူးဆိုတော့အဲ့ဒီအရာတွေကအခုတော့ဘာကိုပြလဲဆိုတော့ဒီဖြစ်ရတသေးလေးတွေဖြစ်ရတသေးလေးတွေအဒီ moment တသေးလေးတွေကနေပြီးတော့မှတကယ်ကြီးမားတဲ့ outcomes တွေစီကိုဥတည်သွားတယ်ဆိုတော့အခုတော့မြင်ရတယ်ဆိုတော့ဒီနေရာမှာအခုက ဟိုမှာယမားဆိုတော့အခုအတွက်လက်ရှိယမားကလက်ရှိကမ္ဘာအကောင်ဆုံးအဆင့်ကိုရောက်နေတဲ့ကစားသမားသူ့စေရနာကိုသိတယ်သူ့ပါရမီကိုအဲလက်ခံတယ်ပြီးတော့ဒါသူ့အမားလို့လည်းပြောသွားခတ်တယ်သို့တော့အဲ့ဒီဆုံးဖြတ်ချက်လေးဟာဘာစီလိုနာကိုတံမွဲကထွက်သွားစေတယ်အဲ့အတွက်ဟန်စစ်ဖလစ်ကောဘလို့အပြစ်တင်လဲဒီကစားသမားကိုအဲ့တော့အမြဲတမ်းလို့လို့ဒီ ambition decision making အဲ့ကောင်မှာ risk အမြဲတမ်းရှိတယ် ရီမန်ချက်စီကိုသွားတဲ့ decision making တွေက risk ကြီးတယ်။ conservative choice တွေက safe ဖြစ်တယ်။ဒါပေမဲ့ conservative choice တွေဟာဟိုဘောလုံးရဲ့အနှစ်သာရနည်းနည်းတော့ကြောက်ဆုံးတယ်။ a payoff ကြီးနည်းတယ်။ဆိုတော့အဲ့ဒီ risk taking နဲ့ safety နဲ့ကြားထဲမှာအများအားဒီအားပြိုင်နေတာကဘောလုံးပဲအဲ့ဒီအရာကိုဟန်ချက်ညီအောင်ဒီ game management ကိုနည်းပြတွေကလောက်တာဆိုတော့အခါကျတော့အခုအဓိကပြောချင်တာပါလဲဆိုတော့ပပလီပဲအနိုင်ရှုံးอ่ะ တချို့တော့ဆုံးဖြတ်ချက်သေးသေးလေးတွေဟာဘာစလိုနာဒါရမားဆိုရင်ဖိုင်နယ်တက်ဘလန်ဒေါ်ဒီနှစ်ပဲရသွားနိုင်တယ်အခုတော့မသေးကြဘူးပေါ့လေဒါဒီလာမယ့်ဒီ Nations League တွေပါလေကြည့်ရအောင်ပါပေါ့ထားပါတော့သို့တော့သူ Champions League ဖလားဘာစလိုနာ travel နဲ့လွဲခဲ့တယ်သူအပြစ်မဟုတ်ပေမဲ့အဲ့ဒီဆုံးဖြတ်ချက်လေးတခုကနေအစာပြူတယ်အီတလီ Euro 2000မှာ Champion ဖြစ်ရမယ်ပတ်စောတိုရဲ့ဆုံးဖြတ်ချက်လေးတခုပြီးတော့ဒီ IS Champions League ဒီ final မှာ Liverpool နဲ့ကစားရမှာ ါပေမဲ့ owner ရဲ့ဆုံးဖြတ်ချက်လေးတခုအဲ့လိုပဲနောက်ထပ်ဒီ96 fine နဲ့ Bayern ကိုစိုးရမယ် Dustin Fang ရဲ့ဆုံးဖြတ်ချက်လေးတခုအဲ့ဒီအရာတွေကနေပြီးတော့မြင်းလေးပပလေးကိုကတ်ကျော်သွားတာအဲ့ဒီကတ်ကျော်သွားခြင်းဟာနောက်ထပ်ဒီတမိုင်းနဲ့ခြည်တဲ့ဟိုပြောစရာတွေဖြစ်လာစေခဲ့တယ်ဟုတ်ကဲ့ကိုအဲ့တော့ဒီလိုမျိုးပေါ့နော်ဒီဆုံးဖြတ်ချက်သေးသေးလေးတွေညာနေကိစ္စအကြီးကြီးတွေဖြစ်သွားတာမျိုးပေါ့လေအဲ့တော့ ဒီနေရာမှာဒီခုနပိုင်းဆိုလဲတာဘောလုံးက data kit ဖြစ်လာတယ်။ data kit ဖြစ်လာတဲ့အချိန်မှာဒီဘောလုံးရဲ့ randomness ကဘလို့မှမှန်းဆလို့မရဘူး။ဥမာ basketball baseball တို့မှာမှန်းဆလို့ရတယ်။ဒါပေမဲ့ဘောလုံးမှာမှန်းဆလို့မရဘူးဆိုပြီးတော့ဒီပြောကြတယ်ပေါ့နော်။အဲ့တော့အဲ့လိုအခြေအနေနဲ့ပတ်သက်ပြီးတော့မှန်းဆလို့မရတဲ့အထဲကမှာဘလို့မျိုးအကောင်းဆုံး gain တွေဖို့ရှိလဲ။ gain တွေတာကအကောင်းဆုံးဖြစ်မယ်လို့ကိုယူဆတယ်ခင်ဗျ။ကစားသမားတွေအနေနဲ့ကတော့သူတို့အနေနဲ့ minor decision လေးဖြစ်နေတဲ့ဒီ time on ဒီ အသင်းအတွက် responsibility ရှိတယ်ဆိုတာကကောင်းလေးကိုအမြဲထည့်ထားနိုင်ဖို့တော့လိုတယ်ဒါပေမဲ့အဲ့ဒါမလွယ်ပါဘူးလိုတယ်ပဲအခုပြောတာအဲ့တော့အဲ့ဒီ minor decision ကနေပြီးတကယ်ဟို far reaching consequences တွေဖြစ်လာနိုင်တယ်တချို့တော့ဒီကံဖို့အတွက်ရွေးချယ်လိုက်ခြင်းအဲသို့မဟုတ်ပြီးဖို့အတွက်ရွေးချယ်လိုက်ခြင်းအဲ့ဒီအရာတွေကနေပြီးတော့ဟိုပြန်ပြီးတော့ကြုံရတဲ့ဒီတချို့ပြဿနာတွေကကိုကိုကိုလည်းထိခိုက်စေတယ်အသင်းကိုလည်းထိခိုက်စေတယ်ပြီးတော့တမိုင်းနဲ့ခြီးပြီးတော့လည်း ဟိုပြောစရာတွေဖြစ်ကြံနေခဲ့တယ်အခုအချိန်ထိဒီအီတလီကိုအားပေးတဲ့ပရိသတ်တွေအီတလီလူမျိုးတွေမှာကပဲနေတကဘာလုံးကအီတလီ fan တွေယူရို2000မေးလို့မရအောင်နာကျင်နေရတော့မယ်တချို့အရာတွေကဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့တခါလေကျတော့ဘောလုံးကဟို experience ဆိုတဲ့အကြောင်းကိုလူတွေပြောကြတယ်ဆိုတော့အလကားတော့မဟုတ်ဘူးပေါ့လေဘာကြောင့်လဲဆိုတော့တကယ်လူငယ်တဦးရဲ့စိတ်အားထက်သန်မှုအဲ့လူငယ် oh sorry အဲ့ဒါကြတော့ပြောရခက်တယ်ညီလေးရ ဒါကအခုရမားကိုကြည့်ပြီးတော့အခုကလူငယ်တူရဲ့ဆရာထက်တန်မှုဟာဒီဘယ်လိုခေါ်မလဲ raw choice စီကိုဥတည်သွားစီတယ်လို့ပြောမယ်ဆိုပတ်စောတူကြတော့တကယ်အတွေ့အကြုံရင်ကစားသမားအောင်မှုတွေအများကြီးယူပြီးကစားသမားနောက်ဆုံးတော့လူငယ်လူကြီးမဟုတ်ပါဘူးအခုအခုဒါပြောနေနေပဲအခုကပြန်စဉ်းစားမိတာနောက်ဆုံးတော့လူငယ်လူကြီးမဟုတ်ဘူးတကယ်တမ်းကျတော့ဒီလူတိုင်းလူလူတူးချင်းစီရဲ့ free will နဲ့ determinism အားပြိုင်မှုအဲ့ဒီကနေပြီးတော့ဒီ data management ဘက်မှာရှိတဲ့ဒီစီးမြင်စည်းကမ်းတွေတာဝန်တွေအဲ့ဒီအရာတွေကိုလိုက်နာနိုင်သွားတဲ့တူးချင်းလွတ်လပ်စွာရွေးချယ်ခွင့်ပေါ့နော်အဲ့ဒီအရာတွေအားပြိုင်တာကအခုလိုအများအားဖြစ်နေဦးမှာပဲဆိုတော့အဲ့ဒီကိစ္စကိုဟိုရှောင်ဖို့လို့လွှဲဖို့လို့ဆိုတာလေအင်မတန်ပြောရတာခက်ပါတယ်ဆိုတော့ဟိုအရေးကြီးတဲ့အချက်ကတော့ဟိုမထင်မှတ်တဲ့အခြေအနေလေးသေးသေးလေးကနေပြီးတော့မထင်မှတ်ထားတဲ့အမှားအကြီးတွေစီဖို့ဥတည်သွားတက်တာကိုက ုံးလုံးရဲ့အလှတရားပဲအဲ့ဒါအဲ့ဒါပဲပြောရမှာပဲဟုတ်ကဲ့ကိုဒါအမြင်မှုနဲ့ဒီချရှုံးချင်းဆိုတဲ့ဂျာလီမှာမြင်းလေးကပပလေးပဲရှိနေတာပေါ့နော်ပြောမယ်ဆိုရင်ဒါမန်ချက်စတာယူနိုက်တက်ဖြစ်ရနေပဲပြောရမယ်ဆိုရင်ဒါဒီရှမိုက်ကခေါင်းတိုက်တာထိွားခဲ့ရင်ဒါမန်ချက်စတာယူနိုက်တက်ထရဘယ်ဆိုတာလည်းကျွန်တော်တို့ပြန်ပြောနေရမှာမဟုတ်တာမျိုးဟိုဖြစ်နေပါဘောเนาะပြောမစို့တကယ်ကိုမြင်ပါပါလေပီတာရှမိုက်ကအဲ့ဘောလုံးတော်ဆန်ဖက်က ရှင်းရှင်းထုတ်လိုက်တာဘောလုံးက clearance ကဘောချော်သွားတယ်ဘောကွာဘောလုံးလေးကစမိုက်ကယ်နားလေးမှာအဲသူ့ကောင်းပေါ်မှာအဲ့တော့သူခုံတိုက်တာမမိလိုက်ဘူးမိလိုက်ရင်တခြားအခြေအနေတမျိုးပြောင်းသွားမှာတမားရအဲ့တော့ဒီ area ထိတ်မှာရက်နေတဲ့ guest ကဘယ်တန်ဘောလုံးကညာစီလာတော့ကန်ချက်ကတလွဲအဲ့မှာလဲ guest ရဲ့ကန်ချက်ဟာတိတိမိဖြစ်ခဲ့ရင်ဒီ weak foot ဖြစ်တဲ့အတွက်ဘောလုံးကကိုးသွားမှုဖြစ်နိုင်ချေအင်မတန်နည်းတယ်ပုံမှန်အားဖြင့်ဆိုရင်တော့ expected goal value အရ0.2လောက်ပဲရှိတဲ့အနေထားမှာ အဆိုအဲ့အဲ့လိုအနေထား0.02တော့ပဲရှိတဲ့အနေထားမှာဒါဟာအင်မတန်ကိုးသွားဖို့ခက်တဲ့အားကဘောသူကတခါထက်ပြီးတော့ဘောလုံးချော်တယ် Dropton Fink ရဲ့အချော်ကို Kiss ကထက်ချော်တာက Sharangan ကိုးသွို့မှုဖြစ်သွားတယ်ဆိုတော့ဒါပဲအဲ့ဒါကြီးကိုအခုအခုဘာနဲ့မှတားဆီးလို့မရဘူးအခုပြောချင်တာကဘောလုံးရဲ့အလှတရားဟာ Chaos and Predictability အဲ့ဒီဟာကိုအဓိကပြောချင်တယ်ဟုတ်ကဲ့ကောဒါအခုကိုရှင်းပြပေးသွားတဲ့ topics လေးလဲဒါတော်တော်လေးစိတ်ဝင်စားမှုကောင်းပါတယ်ဘောလုံးပတ်သက်ပြီးတော့ဟုတ် ဘလုံးနဲ့ပတ်သက်ပြီးတော့ဒီမြင်းဒီအောင်မြင်မှုကြာရှုံးမှုတွေကြားရမြင်းပပလေးပဲရှိတယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော်တို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒီခုနတင်ပြပေးသွားတဲ့သာတာကဖြစ်ရလေးဥပမာဖြစ်ရလေးရှိရှိပါတယ်ဒါပေမဲ့အဲ့ဖြစ်ရတွေကဒီဟိုအဖြစ်တင်တဲ့ပုံစံမျိုးပြောတာမဟုတ်ဘဲနဲ့မြင်းသာတင်သာရှိအောင်လို့ဆွဲထုတ်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်အခုကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ